မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညချမ်းမိုးဦးစီးဌာနမှ2025ခုနှစ်မေလ16ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါရယ်။ ဒီကနေ့ညနေ6:00ခွဲအချိန်မုလဝတ္တချိုတို့မှဖန်ရရှိတဲ့ပုံအရာကပ်ပလီပင်လည်းပြနေဒင်္ဂလာပင်လည်းတို့မှတိန်တတမတိန်တို့ထနေပါရင်မြန်မာနိုင်ငံပေါ်မှာကတော့စကန်နေတာကြီးအောက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာဝတ်တိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိန်တောင်များရွေလျားနေရာတခြားမှာ မိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလူအသားဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချိုးတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်းမာရေးသားကြီးနဲ့ပြည်နယ်များမှာတိမ်သတ္တမတိမ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအားတင်တင်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်သတ္တမတိမ်နှုတ်ထက်နေပါတယ်။မြန်မာပင်လယ်ပြင်မှာ မြမကံရံတရှာနဲ့ကမ်းလွန်ပင်လေပင်တို့မှာတခါတရံမိုးသက်လေပင်များကျရောက်ပြီးလှိုင်းသက်တံမှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပင်ကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနိုင်ကုန်မိုင်30မှာ35မိုင်တိတက်ခတ်နိုင်ပါတယ်။လှိုင်းမြမမြမကံရံတရှာနဲ့ကမ်းလွန်ပင်လေပင်တို့မှာခုနှစ်ပေမှာကိုဗီကန်ရှိနိုင်ပါတယ်။လက်ဖြက်မွတ်တဲ့ချိန်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနနေသားကြီးရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စိမ်းနေ။ချင်းပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်းနေပြည်တော်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြောင်းမှုတချုံရှော့ပင်း။ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ညီတော်အိုင်မင်းဖျံတွင်မွန်လူဝတ်သားချင်းနေခံမှန်းကြမောင်း ၄ရာခွဲကြောင်းမုတ်တကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်နီးတဝိုင်းမြေပြေတွင်မုန်လဘတာအခြေအနေခံမှန်းကြပါလိမ့်။၄ရာခွဲကြောင်းမုတ်တကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာလေ32ဒီဂရီဆယ်စီယံ90ဒီဂရီဖာရန်ဟိုက်နဲ့ အနည်းဆုံးမချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမင်းပြန်အတွက်မလို့ဝတာအခြေအနေခံမှန်းကြမှာလိမ့်။နေရာကွက်ကြောင်းမုတ်တကျုံရပါမယ်။အမြင့်ဆုံးမချိန်မှာ38ဒီဂရီဆယ်စီယံ100ဒီဂရီဖာရန်ဟိုက်နိုင်နေဆုံးမချိန်မှာ29ဒီဂရီဆယ်စီယံ87ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်တွင်ခမန်းစံများအနည်းငယ်ကတော့ မြို့ဝကျွန်းပေါ်ဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။လာမယ်စနေတနင်္ဂနွေအားလည်းရများအတွက်မလို့ဝသားအခြေအနေခံမှန်းချက်အနေနဲ့ကတော့နေပြီးတော့မှနေရာနံပြောင်းမုတ်ထချုံရပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာနံပြောင်းမုတ်ထချုံရပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်းနေရာနံပြောင်းမုတ်ထချုံရပါမယ်။မောကြီးမိသတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်ဆက်ကွင်30နာရီချိန်တိုင်းထွာချက်များအရာ ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်တောင်ပိုင်းတို့မှာလေးတို့မငြိမ်မတန်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောင်းမုတ်တုံလေးဆက်လက်ဝင်ရလာနိုင်ခြင်းကြောင့်လကောင်းအပူပြန်တက်တဲ့များဖြစ်ထွန်းမှုအကောင်ခြင်းကြောင့်လကောင်းဒီကနေ့ညမှာ20ရက်ကလာ2025ရဲ့နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကရတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှာနေရာနှံပြမိုးထချုံရွာပြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးပါမယ်အကြံပြုချက်တို့ဖြစ်ပါ၍မိုးတဲထန်စွာရာသွန်းကျင်းတဲ့တို့လေပြင်းတိုက်ခတ်ခြင်းမိုးထေကြောင်ခြင်းမိုးကြိုပြခြင်းလျှက်စီးလက်ခြင်းမိုးတီကျွေးခြင်းလျှက်ရပြည့်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစားတဲ့သဘာဝဘီအန်အေများဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့် မြေပြုံမွန်လေးရဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေချောင်းသွားလာရင်လည်းလေချောင်းပြန်တမ်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါသည်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။